very much mr president well thank you very much anthony it's an honor အော်တိုဘားလာ၂၀ရက်နေ့ကဩစတြေးလျဝန်ကြီးချုပ်အယ်ဘန်နီစီအိမ်ဖြူတော်ကိုရောက်ရှိနေချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံဆွေးနွေးပြီးဩစတြေးလျမှာမြေရှားနဲ့အရေးပါတဲ့တခြားသက်သက်သူတွေပူးပေါင်းထုတ်လုပ်နိုင်ရေးအကျိုးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်အော်တိုဘားလာအစံပိုင်းကတရုတ်ဟာမြေရှားတပ်တူပမာဏ၃၀၀ကျပ်မှ၁၀၀ခိုင်နှုန်းနဲ့ထပ်ပါတဲ့ တရုတ်ထွက်တပ်တတူတွေကိုပြည်ပကိုတင်ပို့ရမှာလိုင်စင်ရယူရမယ်ဆိုပြီးမြေရှားတင်ပို့မှုကိုကန့်သက်ပိတ်ပင်လိုက်ပါတယ်။ဒါကြောင့်ဒေါ်နယ်ထရန်က တရုတ်ကိုအရင်သတ်မှတ်ထားတဲ့သွင်းကုန်ခွန်30ရာခိုင်နှုန်းစီးကျက်ထားရကနေနောက်ထပ်100ရာခိုင်နှုန်းထပ်တိုးမြင့်မယ်လို့တံမြန်ချင်းချောက်ထားပြီးခုလိုဩစတြေးလျနှစ်နိုင်ငံအကျိုးတူကြိုတင်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်2024ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Oxford Economics ရဲ့ထုတ်ပြန်ချက်အရတရုတ်ဟာမြေရှားတပ်တူရဲ့ ကမ္ဘာဈေးကွက်80ရာခိုင်နှုန်းနီးပါးကိုချုပ်ကန်ထားပြီးတင်ပို့မှုတွေကိုကန့်သက်ပိတ်ပင်လိုက်တဲ့အတွက် American အပါအဝင်အနောက်နိုင်ငံတွေရဲ့မြေရှားနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေအပြင်နျူကလ িয়ার လက်နက်နဲ့တခြားသောခေတ်မီလက်နက်တွေလျှက်စစ်ကားထုတ်လုပ်မှုတွေအတွက်ပါ အခက်အခဲတွေရင်ဆိုင်ကြရတော့မှာဖြစ်ပါတယ်ကူလာကုန်ပိုင်းတောင်ကိုရီးယားမှာကျင်းပမဲ့ထိပ်သီးစည်းဝေးမှာတရုတ်သမ္မတရှီကျင်းဖြစ်တဲ့ထရန်တို့ထိတ်တိုက်တွေ့ဆုံပွဲရှိနေပြီးဒီမတိုင်ခင်ရက်ပိုင်းမှာရေးထိုးလိုက်တဲ့ ။အော်စတြေးလျနဲ့အမေရိကန်တို့တူးကိုအနည်းဆုံးဒေါ်လာ1ဘီလီယံစီထည့်သွင်းမဲ့ရင်းရှားနဲ့အရေးကြီးသောဓာတ်သတ္တုများပူးပေါင်းတူးဖော်ရေးအကျိုးသဘောတူစာချုပ်နဲ့ပတ်သက်ပြီးနောက်၄-၅လအတွင်းအပိသက်စာချုပ်ချုပ်ဆိုမယ်လို့အော်စတြေးလျဝန်ကြီးချုပ်အယ်ဘန်နက်စီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။